မရုပ်ရှင်အစအနေအဆုံးထိဘာဇလန်းမှမရှိဘူးဒီတဆင်းဝင်လာတယ်ပောက်ခွေရည်ထုတ်တယ်ဟီဟာနဲ့ဟာတာကြီးပြောသွားတယ်နောက်တဆင်းဝင်လာတယ်ပောက်ခွေရည်ထုတ်တယ်ဟီဟာနဲ့ဟာတာကြီးပြောသွားတယ်အဲ့လိုမျိုးစီးမောင်းများစွာနဲ့တကားလုံးအစအနေအဆုံးထိဆုံးသွားတယ်ဒီတို့ကတော့ costume design ကိုတကောင်းအစခြေအဆုံးတေချာလေးကိုပြင်ဆင်ပြီးတော့ဒါဝတ်ထားတာကိုတွေ့ရတယ်ဗောလေဒီကားကိုသူတော်တော်ထမ်းတင်ရမယ်သဘောမှာတော့ရှိတယ်ဗောကျွန်တော်ကြည့်ရသူတို့ဒီကားရဲ့တော်တော်ခါးနာလောက်ပြီးထင်လားတကားလုံးဒီပါသူပဲထမ်းတင်နေရလို့ဗောလေ ဲဒီနေ့လည်းထုံးတဲ့အတိုင်းပဲသမရိုင်းအောင်ရှိတော့ကျွန်တော်ရောက်လာပြီဒီနေ့ကတော့ဒါဂန်နဝင်ငတိုးကိုကြည့်ဖို့အတွက်ရွေးချယ်လိုက်တယ်ဗောလေသူကဂန်နဝင်ငတိုးကတော့တနာရီနဲ့6နာရီပွဲမှာပြမှာအတစ်ဖက်ကတော့လီချွန်နဲ့လီချွန်နဲ့ကတော့10ခွဲနဲ့3ခွဲမှာပြမှာဗောလေဒီနှစ်ကားမှာကျွန်တော်ဘာလို့နီတိုးကားကိုရွေးလဲဆိုတော့ဗျာကျွန်တော်ဒီမစ္စတာလူပရိုဂရမ်စိုက်တဲ့အချိန်မှာဒါနဲ့ဆိုသုံးကားမြောက်ဗောနီတိုးကားတွေကတင်ခဲ့ဆိုတော့နီတိုးကားလေးကြည့်ချင်လို့ဗောနောက်ပြီးတော့ဒီရုပ်ရှင်ကားကလည်းဒီအွန်လိုင်းပေါ်မှာပြတဲ့အချိန်မှာသူရဲ့ CG ဗောလေ CG effect နဲ့ပြရဗျာအဲ့ဒါကိုဒူတွေကနည်းနည်း comment တွေများပြီး reaction တွေများနေကြတယ်ပေါ့အဲ့ဒီတော့ဘယ်လိုများလုံးပြတာမလဲဆိုတော့ကျွန်တော်စိတ်ဝင်စားလို့ပေါ့လေဒီရုပ်ရှင်ကမှဒါဇန်ညင်ကတော့ဒနုတ်ကိုကိုဇော်ရဲ့ဇလန်ကတော့ယာဇဝင်ကိုဒရိုက်တာကတော့ဆူမွန်မင်းပေါ့မင်းသားကတော့ဒါနီတိုးပေါ့လေအဓိကကတော့နီတိုးရဲ့စူပါပါဒီ ဘယ်လိုပြောမလဲဝိတ်ကိုယူထားတဲ့သဘောမှရှိရပါလေကျွန်တဲ့တေးဟိုးဆောင်နေရတော့ဒါစီဖြိုးပါမယ်ဟိန်းဒီရပါမယ်မင်းသမီးကတော့ထထထွန်းပါလေချူးဆင်ရပါမယ်ယွန်းတရာချေပါမယ်ပေါ့လေဒါအကယ်ဒမီစုရှယ်တောက်ရောက်တော့ပါတယ်ပေါ့လေနေတိုးအပြင်ကဒါအကယ်ဒမီဂုံးမုံလေးနဲ့အကယ်ဒမီဒေါ်ဝါဝါအောင်ပါပါတယ်ပေါ့လေအဲ့တော့ဘယ်လိုလာမလဲတော့မသိဘူးဒါပေမဲ့ထရိလာထုံးစံအတိုင်းပေါ့လေ ျွန်တော်ဒီရုပ်ရှင်ကားကြီးကြည့်တဲ့အချိန်မှာ trailer ကြည့်ပြီးကျွန်တော်အမြင်လေးလည်းခံမှန်းလေးရှိရပေါ့ဇလန်ကတော့ဗျာဒီဓာတ်ရှိမှာဗျာဒီဓာတ်နေတိုးလိုမျိုးဆင်ဆက်ပိုင်ခဲ့တဲ့ဓာတ်ဖြစ်မယ်အဲ့ဓာတ်မှာမှာသူကဗျာခက်ဆက်ဆက်ပြောင်းသွားတယ်ဗျာသူ trailer ရဲ့မှာဆိုလို့ရှိရင်ဟိုးရှေးခက်စစ်တိုက်တာလည်းပါတယ်ဂျပန်ခက်မှာဂျပန်စစ်သားကြီးနဲ့ဟာလည်းပါတယ်အဲ့နောက်ဆုံးကျတော့နေတိုးလက်ထက်လက်ထဲရောက်လာမယ်နေတိုးကအဲ့ဓာတ်ကိုတံမိုးထားမယ်ဒါပေမဲ့ရွာမှာပေါက်ကြိုက်လုံမယ်ပေါ့လေမြန်မာပြည်သက်တွေကြိုက်နေကြကြိုက်တဲ့ကားအမျိုးအစားပေါ့ဗျာဟာတာကားပေါ့ဗျာကျန်သူတွေအားလုံးချေမုန်းလာတယ်ကန်နဝင်ကြောက်စီဓာတ်ကွာ မမဆာရတကြီးတော့တွေ့ကြလို့တဲ့အဲ့လိုဟာပြောပြဖြစ်မှာပေါ့ဒါပေမဲ့အဲ့ဟာတာကောင်းမှာဘလူတွေအတွင်ထူးအောင်လှုပ်ထားမလဲတော့ကျွန်တော်လည်းမသိဘူးချီပြီးမှပဲသိရမှာပဲအဲ့တော့ကျွန်တော်ချီပြီးလို့လို့ရှိရင်ဒီကောင်ကိုချီပြီးလို့ရှိရင်တော့ကျွန်တော်အမြင်လေးထပ်ပြောပြရမယ်ဗျာလောလောဆယ်တော့ဝင်လိုက်အောင်ပါဟုတ်တခုကြံသေးရဲ့အဲ့ဒါတော့ဒီရုပ်ရှင်ကားပေါ့လေဒီကျွန်တော်ဒီမစ္စတာလူပရိုဂရမ်ရိုက်တဲ့အချိန်မှာဒါအထီးအဓိကတော့အင်္ဂလိပ်ကားကြီးကြည့်ချင်လို့ပေါ့လေဒါပေမဲ့လည်းမြန်မာကားကြီးပဲကြည့်နေရတယ်ပေါ့အခုနောက်ပိုင်းမြန်မာကားကြီးကလည်းရုံမှာလူများလာတော့တွေ့ရတယ်ဗျာ ကျွန်တော်ဆက်စားရိုက်ရှင်တော့ဆိုလို့ရှိရင်မြန်မာကားတွေကိုဒီဟိုမှာတိတ်ကြည့်ကြတဲ့လူတွေမတွေ့ဘူးဒါပေမဲ့နောက်ပိုင်းမှာတော့ပြည်သက်တွေကတဖြည်းဖြည်းနဲ့ရုပ်ရှင်ရုံမှာရုပ်ရှင်ရုံတကူတကလာကြည့်ရတဲ့ feeling သဘောကျလာတာထင်တယ်ဒီနေ့ပွဲမှာလည်းဒါရုပ်ရှင်ရုံထဲမှာလက်မှတ်ဝဲလူတွေတော်တော်များတယ်ဗောလေကျွန်တော်တို့မှတန်းစီပြီးလက်မှတ်ဝဲလိုက်ရသေးတယ်ဗောလေအဲ့တော့ထူးခြားကြပဲဗျာအဲ့တော့ကောင်းပါတယ်ရုပ်ရှင်ရုံတွေရုပ်ရှင်တွေအကုန်လုံးရုံမှာကြည့်ရတော့လူတွေသဘောကျလာကြရတယ်ဆိုတော့အဲ့တော့ငယ်ဝင်ကြည့်လိုက်အောင်မကြအောင်မကြတကအလေးမမြည်ပဲယူအာတော့အမေနှာပေါင်းဖြစ်နေပြီ a cuya. Ya no vengo a lugar, chico, guay. အမ်ဒီကတော့ဗျာကျွန်တော်ရုပ်ရှင်မကြည့်ခင်ပါဇလန်းကိုခံမှန်းတယ်ဇလန်းခံမှန်းတဲ့ဒါတဝက်တော့မှန်းတယ်တဝက်တော့မှားတယ်ဗောလေမှန်တာကတော့ဒါဒီသားကြီးကိုပဲသူတို့ကလောကဗောင်းမီးပြရေဗောဗျာဒီသားကဒါနေတိုးဗောငတိုးတို့မျိုးဆင်ဆက်ပိုင်ခဲ့တာသူကလည်းဒီသားကိုပိုင်တယ်အဲ့တော့သူသူရဲကောင်းဖြစ်ချင်တယ်သူရဲကောင်းရောကယူယူရယ်ဗောဗျာဒါပေမဲ့လည်းအဲ့မှာမှာရွာထဲမှာသူအလွေးကြီးဖြစ်တယ်တရွာလုံးရဲ့အော်ဂျောလန်ပောက်ခွက်ရည်မျိုးစုံလုပ်တယ်ဗောဗျာစီဖြိုးကတော့သူလက်တူတူထထထုံးကိုလူနေတာထထထုံးကိုသူတို့နှစ်ယောက်ကပြိုင်ကြိုက်ကြတယ်ဇလန်းရဲ့ကြော်ရောထားပဲဘာမှ ဘာဇလန်းမှမရှိဘူးဇလန်းရဲ့ကြိုးရွာဒါအဲ့ဒါကိုပဲဟာသဖြစ်အောင်စင်းတိုင်းစင်းတိုင်းစင်းတိုင်းမှာဟာသဖြစ်အောင်လုပ်တယ်ပေါ့လေပထမဆုံးအနေနဲ့ပြောချင်တာတော့နီတိုးပေါ့လေနီတိုးကဘာလို့ဒီလိုရုပ်ရှင်ကမျိုးရိုက်လဲတော့ကျွန်တော်မသိဘူးမသိဘူးတော့ဒါသူ့အနေနဲ့ဇက်ကိုစိတ်ကြိုက်ရွေးလို့ရတဲ့အချိန်မှာဗျာဒီလိုဇလန်းကြိုးရွာမရှိတဲ့ရုပ်ရှင်ကတကားရိုက်တာတော့အံ့ဩဖို့ကောင်းတယ်ပေါ့လေဒီကားကိုသူတော်တော်ထန်းတင်ရမယ်သဘောမှာတော့ရှိတယ်ပေါ့ကျွန်တော်ကြည့်ရသူတို့ဒီကားရိုက်တဲ့တော်တော်ခါးနာတော့ပြီးထင်လားတကားလုံးဒီပါသူပဲထန်းတင်နေရလို့ပေါ့လေ ပထမဆုံးဇက်ဝင်ကန်းစင်းရနေပြီးတော့စင်းတိုင်းစင်းတိုင်းသူမပါတဲ့စင်းပဲစင်းစမလဲဆိုတော့ကျွန်တော်ကြည့်တာမိနစ်30ကျော်တော့မှသူမပါတဲ့ဇက်ဝင်စင်းတစ်ခုပါရဲပေါ့လေအခန်းတိုင်းအခန်းတိုင်းမှာသူပါရဲပေါ့လေဒါပေမဲ့လည်းသူ့အနေနဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှင်လဲကျွန်တော်တို့ online ပေါ်မှာ ဒီတော့တော်တော်ဆိုရှယ်မီဒီယာမှာလူပြောပြခဲ့တဲ့ CGI နဲ့အခန်းအဲ့ဒါလည်းသူစိတ်ကြိုက်လုပ်ခွင့်ရတယ်။နောက်ပြီးတော့ပဲမြင်းစီးပြီးရှောက်ပြေးရတို့ဘိုးတော်ရုံရောင်ဆောင်တာတို့တချို့ scene တွေမှာတော့သူစိတ်ကြိုက်လုပ်ခွင့်ရတယ်ဗျ။အားကြောင့်မို့လို့ဒီဇလန်ကိုသူလက်ခံလိုက်တယ်လို့ထင်တယ်ပေါ့လေ။ဒါပြောနေတူရဲ့သေယိုဆောင်မှုကတော့အပြည့်ပြောစရာမရှိဘူး။ဘလို့ရုပ်ရှင်ကားပြီးမှမဆို။ तू ကတော့အကောင်းဆုံးသေယိုဆောင်နေနေတော့မြင်ရတယ်ဗျ။ तू သေယိုဆောင်မှုတွေကတကယ်ကောင်းပါတယ်။ဒါပေမဲ့ကျန်တဲ့သေယိုဆောင်တွေဇက်ပိုးဆိုင်ရံအများကြီးသုံးတာရ။အဲဇက်ပိုးဆိုင်ရံတွေကလည်းတို့ကြရအခန်းတွေမှာကောင်းအောင်သေယိုဆောင်တယ်ပေါ့လေ။ဒါပေမဲ့ကျွန်တော်ဘယ်လိုမှဘဝင်မကြတာတော့ဗျ။ဒီဇလန်ကြီးပေါ့ဗျာ။ ဒါ DOP လည်းတော်တော်ကောင်းတာတော့တွေ့တယ်သူတို့ site တချို့ရှုခင်းလေးဆိုရှင်တော်တော်လှရပါအထူးသဖြင့် night scene တွေပေါ့လေ night scene တွေဆိုတော်တော်လေးလှတာကိုတွေ့ရတယ်ရိုက်ချက်တွေလည်းကောင်းတယ်ဒါတော့ကောင်းအောင်ပြင်ဆင်လာပြီးတော့မှဗျာဘာနဲ့သွားတူလဲဆိုတော့ဟိုပြောမလဲရှေးကွက်ရွှေကွက်ကြီးထဲမှာတာမန်ဟင်းလေးတစ်ပွဲသွားထည့်သွားသလိုပဲနည်းနည်းလေးကျွန်တော်ဘဝင်မကြောက်ဘူးနောက်ပြီးအတန်ပေါ့လေအတန်လေးကအရန်စူညံတော့နေဗျာ ဟိုဗျာမြန်မာကားကြီးဗျာဟာတာကားကြီးဆိုလို့ရှိရင်နောက်က sound effect တွေထည့်ရလဲထည့်တာပဲဗောလေဒါပေမဲ့ဗျာရှင်းလင်းပြတောင်းမှုမရှိဘောလေဒါကတော့ကျွန်တော်မြင်မိရဲ့အားနဲ့ချက်ကိုပြောပြတာပါနောက်တစ်ခုကတော့ဗျာဒီကရုပ်ရှင်ထပ်သားလို့ရှိရင်ပြဆက်ဆန်နေရပြောမှာဆိုလို့ရှိရင်ကျွန်တော်ပြောလို့ပဲဇလန်အစအနေအဆုံးထိဒီရုပ်မှာရုပ်ရှင်အစအနေအဆုံးထိဘာဇလန်မှမရှိဘူးဒီတစင်းဝင်လာတယ်ပောက်ခွေရည်ထုတ်တယ်ဟီဟာနဲ့ဟာတာကြီးပြောပါတယ်နောက်တစင်းဝင်လာတယ်ပောက်ကြရည်တို့လည်းဟီးဟားနဲ့ဟာတာကြီးပြောသွားတယ်အဲ့လိုမျိုးစီးမောင်းများစွာနဲ့တကားလုံးအစနဲ့အဆုံးထိဆုံးသွားတယ် အဲနောက်ခုတော့ရှိတာဗောလေနောက်က location လေးပြောင်းသွားတဲ့အတွက်ရိုက်နောက်ခံ shooting လေးတွေကလှသွားတယ်ဒါပေမဲ့တကားလုံးစင်းနိုင်စင်းနိုင်မှာအဲ့ formula ကိုပဲသုံးရတယ်။အဲ့ဒီတော့ရုပ်ရှင်မဆန်ပဲနဲ့ပြဆက်တော့ဆန်နေရတယ်။ဒါပေမဲ့ကောင်းတဲ့အချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်မြန်မာ culture ကိုပြသွားရတယ်ဗျာ။ဒါဂျေးလက်မှာရိုက်တဲ့ပုံစံမျိုးဆိုကျွန်တော်အဲ့လိုမျိုးဂျေးလက်မှာသွားရိုက်တဲ့ရုပ်ရှင်ကားတွေဆိုလို့ရှိရင်သဘောကျတယ်။မြင်နေကြဒီမျိုးတွေကရှုခင်းမဟုတ်ပဲနဲ့ဖြူစံရှုခင်းလေးတွေမှာသွားရိုက်တဲ့ဟာကိုတော့ကျွန်တော်သဘောကျတယ်ဗောလေ။အဲ့ဒီတော့တရားကတော့အားရမိတယ်ဗောလေ။ အဲဘယ်လိုပြိတ္တမျိုးတွေကြိုက်လဲဆိုလို့ရှင်တော့တေချာတော့နေတူပြိတ္တတွေကြိုက်လိမ့်မယ်ဒီရုပ်ရှင်ကားထဲမှာလည်းဒီယုံထဲမှာလည်းကျွန်တော်ကြည့်တဲ့အချိန်မှာနေတူပြိတ္တတွေတော်တော်များဒီကားကိုလာကြည့်ကြတာကိုတွေ့ရတယ်။ဒါဘယ်လိုဟာမျိုးတွေကြိုက်မလဲဆိုလို့ရှင်တော့ညမာကားဗျာဘာမှမစင်းသားခြင်းခေါင်းနဲ့ဘာမှမထည့်ခြင်းတောက်လျှောက်ဟီးဟားနဲ့ရီပဲရီခြင်းတွေအဲ့လိုမျိုးရီရတဲ့ညမာကားတွေကိုမှကြိုက်တယ်ဆိုတော့ပြိတ္တတွေတော့အတွက်ကတော့ကွက်တီပဲဗျာဒီကားကဗျာကျွန်တော်ခုနပြောသလိုပြားဆက်ဆန်ပြီးတော့တခန်းလာတိုင်းလည်းဟာသားတွေလာလိုက်တခန်းလာလည်းဟာသားတွေလာလိုက်ဖြစ်နေရပါလေအဲ့လိုဖြစ်မဲ့အစားကျွန်တော်သာဆိုလို့ရှိရင်ပေါ့လေဒါကျွန်တော်စဉ်းစားမိတဲ့ဇာတ်လမ်းလေးပြောပြတာပါ ဒါကန်နဝင်းငတူးဗျာ။ तू อ่ะဒါမျိုးဆက်ဆက်ပိုင်လာတဲ့အဲဓာကြီးကိုကင်နေ။ तू သူရဲကောင်းအရန်ဖြစ်ချင်တယ်။ तू သူရဲကောင်းဖြစ်ဖို့အတွက်ကြိုးစားရတယ်။ဒါဇလန်းဆာမှာပေါ့နော်။တရွာလုံးကသူ့ကိုလက်မခံဘူး။ဒါအဲဓာကြီးမှာအလွယ်လွယ်ချော်ချော်လေးဖြစ်တယ်။အလွယ်လွယ်ချော်ချော်လေးဖြစ်ပြီးတော့မှနောက်ဆုံးမှာမှာတကယ် serious ဖြစ်ပြီးတော့သူ့တရွာလုံးကသူ့ရဲ့မထင်မှတ်တဲ့အလွယ်ချော်ပြုမှုလေးတစ်ခုကြောင့်မို့လို့တရွာလုံးက NDA ကြမဲ့ဘေးတစ်ခုကနေ ရင်းသွားတယ်ပေါ့ဗျာအဲ့မှာတရွာလုံးကသူ့ရဲ့သူလဲအောင်ဖြစ်လက်ခံနိုင်မယ်ပေါ့လေအဲ့လိုမျိုးဇလန်းကြော်ယူလေးရှိပြီပေါ့ရှိပြီးသွားတော့မှအဲ့ဈားရဲမှာဟာသားလေးထည့်မယ်ဆိုလို့ရှိရင်တော့ဒီဇလန်းလေးကဒီထက်ပိုပြီးတော့ကောင်းမယ်လို့ထင်တယ်ပေါ့လေဒါတော့ကျွန်တော်တယောက်ထည့်အမြင်ကိုပြောပြအောင် rating ပေးဆိုလို့ရှိရင်တော့ကျွန်တော်10မှာ3တော့ပဲပေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ DUB ဘယ်တော့ကောင်းကောင်းရိုက်ခွင့် ဒီကင်မရာသမားကြီးဘယ်လောက်ကောင်းကောင်းအဓိကတော့ရုပ်ရှင်ကြည့်ချင်တာကျွန်တော်ဇလန်းကိုကြည့်ချင်တာလေဘာဇလန်းမှမရှိရတဲ့အတွက်3လောက်ပဲပေးရပါတေယုပါဝင်သွားတဲ့တေယုဆောင်တွေအကုန်လုံးလဲတေယုဆောင်တော့သူတို့ကြာရအခန်းခန်းလာမှာအကောင်းဆုံးတေယုဆောင်ပါတယ်ဒါပေမဲ့ဇလန်းကြီးကဘာမှမရှိဘူးဖြစ်နေရပါလေအထရိုင်လိုင်းမှာမြင်ရတဲ့ ICG 9လိုက်အခန်းအကြောင်းတော့နည်းနည်းပြောချင်တယ်ဗျဒါတော့ကျွန်တော်တို့ကနိုင်ငံသားကားတွေကိုကြည့်ပြီးတော့နိုင်ရှင်ပြီးပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့ဝဲသလိုဖြစ်နေရပါဗျာနည်းနည်းလေးမဟုတ်ပါဘူးနည်းတော်တော်ဝဲတာပါဒါပေမဲ့လည်းဗျာဟိုဥမာလေးတစ်ခုတော့ပေးချင်တယ်ပေါ့နော်ကလေးတစ်ယောက်ပေါ့ဗျာလမ်းမလျှောက်တက်ခင်တော့အရင်ဆုံး၄ဘတ်သွားရတယ်ပေါ့အဲ့တည်းကျွန်တော်တို့ကဒီထက်ပိုကောင်းတဲ့အရာတွေလာ ဖို့အတွက်ဆိုလို့ရှိရင်တော့တစားဖြည်းဖြည်းချင်းစီတော့စမ်းသပ်မှာပေါ့ဒါလည်းစမ်းသပ်ပြီးတော့ဒီကားထဲမှာထည့်ထားရလို့ပဲကျွန်တော်မြင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဗျာ CJ ဘလောက်ပဲသုံးသုံးအဲ့ဒါကိုဒီ shake ပုံစံမျိုးဖြစ်ဖို့အတွက်ကတော့ costume ဆိုတာလည်းလိုသေးရလေဒါတော့နေတူကတော့ costume design ကိုခေါင်းစခြေအစုံတေချာလေးကိုပြင်ဆင်ပြီးတော့ဒါဝတ်ထားတာကိုတွေ့ရတယ်ဗောလေဒါကတော့ production team ရဲ့ idea လားဒါမင်းသားနေတူရဲ့ idea လားတော့ကျွန်တော်လည်းမသိဘူးဗောဒါဘာပဲပြောအဲ့ဒါကတော့အတိအမှတ်ပြုရမှာပါမချီးကျူးရင်ဒီပါအတိအမှတ်ပြုတဲ့နေကိစ္စလို့တော့ကျွန်တော်မြင်မိပါတယ်ဒါကတော့ဒါကန်နဝင်ကတိုးကားကိုကျွန်တော်ရုပ်ရှင်ကားကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်အမြင်ကိုပြောပြရဲ review ပါ နောက်တစ်ပတ်မှာတော့ဒါရုပ်ရှင်ကနှစ်ကားတင်တယ်ပေါ့လေဘယ်ကားကြီးကျွန်တော်လာကြည့်ပြအောင်လည်းမသိဘူးပေါ့ဒါပဲပြောကျွန်တော်ရဲ့ review ဒီ Minsa Lu season ကိုအဆုံးဆုံးထိစောင့်ကြည့်ပြီးပြည်သူတွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီအပိုင်းမှာလည်းဖျားရနာတွေအများများပြီးတော့ဒါနာမကျန်းဖြစ်တာတွေတွေ့ရတယ်ပေါ့လေအထူးသဖြင့်တော့တုတ်ကွေးဖြစ်ကြတယ်ပေါ့အဲ့အတွက်လည်းပြည်သူတွေအနေနဲ့ကျောင်းပိုင်းကလူဆိုင်ဖို့အတွက်ကျွန်တော်တိုက်တွန်းညံ့ပါတယ်ဗျာဗိုင်းပြောကျွန်တော်စီစဉ်ကိုဆုံးထိဆောင်ကြည့်ပြီးပြည်သူတွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သူတွေအားလုံးအသက်ရှူတိုင်းပတ်ဆက်ဝင်ပါသည်လို့ဆုတောင်းပေးနေတဲ့ဒီစီစဉ်ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗျာအားလုံးတက်တာ